ဓာတ်ရိုက်တစ်ခုကြောင့်နှစ်80မှာကံကောင်မို့ရွေးချယ်ခဲ့မြတ်စွာဘုရားရှင်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ကိုးကွယ်အားထားရေးဗုဒ္ဓဘုရားရှင်ကိုရတိုင်းကလည်းတေချင်းတရားဆိုတဲ့တံဝေကကိုလွန်ဆန်လို့ရခဲ့တော့ညလွန်ဆန်မှုအနည်းငယ်မှမပြုခဲ့ပါဘူးကျမတို့ရဲ့ဗတ္တကဘာကြီးဟာပုံမှန်အတိုင်းလည်းပတ်နေရဆိုပေမယ့်ဒီဖြစ်ဒီမှုတစ်ခုစီတိုင်းဟာအကြောင်းရှိလို့အကျိုးတွေဖြစ်ပေါ်လာကြတာဖြစ်ပြီးနောက်နှစ်90တင်မကတာသနာတော်နှစ်တရာအတွင်းမှာလည်း ဘလို့အရာတွေဖြစ်လာမဲဆိုတာဖယားရှင်ကိုရော်တိုင်ဟောကြားပြီးခဲ့တော်မူခဲ့ပါပြီဖယားရှင်ဟာသူ့ရဲ့နောက်ဆုံးဘဝဖြစ်တဲ့ဂေါရမမြတ်စွာဘုရားဘဝမှာသူ့ရဲ့တတ်တော်ကို180အတွင်းပြိဋိဘံစံပုဒ်ကိုသာရွေးချယ်ခဲ့ပါတယ်ဖယားရှင်ကိုတက္ကရီဘလောက်မှမွေးဖွားခဲ့ပြီးကပိလဝိပ္ပီရဲ့ပြည့်ရှင်မင်းကြီးတုတ်တော်တနမင်းကြီးနဲ့မိဖုရားမာယာဒေဝီတို့စီမှာပြိတ္တိယူခဲ့ရပဲဖြစ်ပါတယ်ဖယားရှင်ဟာမွေးဖွားလာတဲ့အချိန်မှလည်းကပရောဟိတ်ကြီးတွေရဲ့ဖြာတဲ့အရာ ဧကရစ်ဖြစ်ရင်ဖြစ်မဖြစ်ရင်ဖျားဖြစ်လိုက်မယ်လို့ပြာထိတ်ပိုက်ပြီးမွေးလာခဲ့တာကြောင့်ဖခင်ဖြစ်သူသုတ်တော်တနာမင်းကြီးကအင်မတန်မှစိုးရင်ပူပန်ခဲ့ပါတယ်။ဒါပေမဲ့လေကဘာအဆက်ဆက်ဖြည့်ဆည်းခဲ့တဲ့ပါရမီကံတွေကမနေရကြောင့်တောထွက်ဖို့ရာအကြောင်းဖန်လာခဲ့ပါရယ်။ဒါကြောင့်မေဂေါရမဗုဒ္ဓမြတ်စွာဘုရားဟာဖျားအဖြစ်နဲ့45နှစ်ကြာနေထိုင်ခဲ့ပြီးမဟာတဂရိတ်148ခုကဆုံလာပြင်းနဲ့အင်္ဂါနေ့မှာ ပရိနိဗ္ဗာန်ဆန္ဒတော်မူပါ၍ဖျားရှင်တတ်တော်ထင်ရှားရှိစဉ်အခါတုန်းမှာလေဗုဒ္ဓအဖြစ်ကျင့်သုံးခဲ့တဲ့45နှစ်ကြာကာလပတ်လုံးမှာတာဝန်ကြီးနှစ်ရက်ကိုတနေ့မှာ22နာရီမိနစ်20ခန့်နေ့မအားညမနာလူသားတတ်တော်ကောင်းကျုပ်ကိုထမ်းရွက်ခဲ့ပါသည်ဖျားရှင်ပွင့်စဉ်အခါတုန်းကတော့ကပိလဝိပ္ပီရဲ့လူသားတတ်တန်ဟာတရာကနေ180အထိရှိခဲ့ကြပေမဲ့လေဖျားရှင်ကတော့သာသနာပြန်လဲထွန်းပွားလာမယ့်ယခုနှစ်ကိုရည်မှန်းပြီး တက်တော်80မှာပရိနိဗ္ဗာန်စံပုဒ်ကိုသာရွေးချယ်ခဲ့ပါတယ်။ဖះရှင်ဟာ55နှစ်တိုင်တိုင်သာသနာတော်အလင်းကိုမိတောက်အနေနဲ့စောင့်ခဲ့ပြီးနောက်မှာတော့မဟာပုံနာအန္တန္တာသူဗုဒ္ဓမဟာမောဂလနာတာရိပုတ္တရုံနဲ့အတူသီလပြန့်ပွားဖို့ရာ ကုတင်နာရမြို့ကိုကြွလန်းတော်မူခဲ့ပါ යි ကုတင်နာရမြို့ကိုကြွလန်းနေရဲသွားရလမ်းမှာပဲဖះရှင်ကအာနန္ဒာကိုငိမ့်ချန်းစွာခုလိုမျိုးပြောတော်မူခဲ့ပါ යි အာနန္ဒာငါရဲ့တတ်တော်ကပြီးရောမယ့် ငါကိုယ်တိုင်တည်ခြင်းကိုရှောင်မထားနိုင်တော့တို့ပေမဲ့တီလတော်ကိုမပြိုမပြတ်ထားရင်ငါကိုယ်တိုင်မရှိလဲသာသနာတော်ရှိနေမယ်ဒီလိုမိန့်ကြလိုက်တဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့စကားတော်ကြောင့်မင်းအာနန္ဒာအပါဝင်တောင်သူအဆောက်တန်ကာဒေဝနာတို့အကုန်လုံးမျက်ရည်ပြန်ကြတယ်ဒါကြောင့်မယ်ဘုရားရှင်ကတော်တော်မူသောတီလတော်ကိုထိမ့်သိမ့်ပါမင်းတို့ဤအလင်းကငါဤအလင်းဖြစ်မယ်ဗုဒ္ဓမြတ်စွာဘုရားသည်ပြိဋိနိဗ္ဗာန်တော်မူတော်လဲတီလတော်သည်အသက်ရှင်နေမယ် အရာဝတ္ထုတိုင်းဟာမတည်မြဲပါ မတည်မြဲခြင်းကိုသိခြင်းကမျော်လင့်ခြင်း၏အဆုံးဖြစ်တဲ့ဆိုပြီးမိန့်ကြားတော်မူခဲ့ပါတယ်။တကယ်တမ်းမှာကျတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာသုံးလောကကိုဖန်ဆင်းသူဖြစ်တယ်လို့သုံးလောကလုံးမှာဖြစ်ပျက်နေတဲ့ကတ္တမတွေလဲပတ်မှုတွေအားလုံးကိုလည်းပဲ့ကင်ထားသူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့တနေ့မှာတော့တပညုတဘုရားရှင်တောထွက်လာစဉ်အခါမှာ ခီးလန်တခြားတွေ့ကြုံရတဲ့သူမှန်သမျှဟာဖျားရှင်နဲ့ဖုံးမြော်ခွင့်ရစီဖို့ဘဝအဆက်ဆက်ပါရမီတွေဖြည့်တင်းထားကြလိမ့်မယ်လို့မိန့်ကြပြီးဒီခီးလန်တခြားကလူတွေအကောင်လုံးကို တရားရည်အေးနဲ့ကြက်တန်းဝင်အားဟောကြားသုံးသပ်ပေးတော်မူခဲ့ပါတယ်။ဒီလိုမျိုးဟောကြားခဲ့လမ်းတခြားမှာတော့မြတ်စွာဘုရားညီတော်အာနန္ဒာကထက်ကြမကွာလိုက်ပါခဲ့ပြီးနောက်ထပ်တစ်ဖက်မှာလည်းမန္နတ်ကလိုက်ပါလာခဲ့ပါတယ်။ အကောင်းဆိုတဲ့အရာတိုင်းရဲ့နောက်ွယ်မှာဖြက်လို့ဖြက်စီလောက်ကြရဲ့အစိုးရကလည်းရှိတတ်ကြတာမို့ဖျားရှင်တတ်တော်ကုံသွားပါစေဆိုတဲ့စုတစုကိုသာတောင်းပြီးလိုက်ပါတော်မူခဲ့ပါဒါကြောင့်မေဖုရားရှင်လည်းညောင်ပင်ကြီးတစ်ခုအောက်မှာခိတတိတ်တဆိတ်ထိုင်တော်မူလိုက်ပြီးအာနန္ဒာကို ခုလိုမျိုးမိန့်ကြားတော်မူခဲ့ပြန်ပါ යි အာနန္ဒာလူသက်တမ်းသည့်နှစ်80အထိဖြစ်နိုင်သည်တန်ခါအဖွဲကမတောင်းလေငါသည်မတီကြည်တော့မည်ဟုဆိုတော်မူတယ်အာနန္ဒာကအဲ့ဒီအချိန်မှာ ဖះရှင်ပြောတဲ့အတိတ်ပဲကိုတိချာနားမလဲသလိုဖះရှင်ကိုလည်းတတ်တော်တိုးပြီးနေထိုင်ဖို့ကိုသာဖြောင်းဖြမယ်လို့စဉ်းစားနေခဲ့မိပါ යි ။ဒါပေမဲ့လည်းဖះရှင်ဟာလူနဲ့ပြမဟာအကောင်လုံးအတွက်သာသနာတော်ချန်ထားခဲ့ပြီးပြီဖြစ်သလိုနောက်သာသနာကိုစောင့်ကြမယ်အရိယာသူတော်ရှင်တွေကလည်းတတ်တော်80ဆိုတဲ့တတန်းကာလမှာပေါ်ပေါက်လာကြမှာမို့တတ်တော်ကွန်ဖို့ကိုသာသဘောတူခဲ့ခြင်းဖြစ်ပါ යි ။ဒါကြောင့်ခုနားထောင်နေကြတဲ့ဓမ္မမိတ်ဆွေအပေါင်းတို့အနေနဲ့လည်း ဖြစ်ကြီးပြက်လို့ကက်တွေဆိုင်နေရဆိုတဲ့ဒီကာလဟာဖျားရှင်ကိုရော်တိုင်းဗျာဒိတ်သတ်မှတ်တော်မူခဲ့တဲ့တတ်တော်80အခါဖြစ်တာကြောင့်တရားဓမ္မတွေကိုပို့ပြီးကြင့်ကြံအားထုတ်ကြဖို့မမိကြပါနဲ့ရှင်။